မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မက်လ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးနယ်မြို့ရေငယ်ရက်ွက်ကြီးစက်တင်မှာရှိတဲ့လူနေထိုင်ခြင်းမရှိတဲ့အကြမ်းဖက်စစ်တပ်ကအရာရှိပိုင်နဲ့ခြံများကိုလူပုံးအောင်နိုင်နေဆိုပြီးတော့စစ်ကောင်စီတပ်သားများက ဘူဒိုဇာတွေနဲ့လိုက်လံဖြတ်စင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်ချ်လာတရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ပြင်ဦးလွင်ရင်ငယ်ရက်ွက်ကြီးဆက်တဲ့ဒေးလီယာလမ်းထဲမှာရှိတဲ့လူနေထိုင်ခြင်းမရှိတဲ့ခြံများကိုအကြမ်းမဆက်တဲ့ကလူပုံအောင်နိုင်တယ်ဆိုပြီးတော့ဘူဒိုဇာများနဲ့လိုက်လံဖြတ်စင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဖြတ်စင်းခံရတဲ့ခြံများဟာအကြမ်းမဆက်တဲ့ကဗိုလ်မှူးများစစ်တပ်ကတော်ကြောင်းအုပ်များနဲ့တိုက်ရင်မှုများပိုင်ဆိုင်ပြီးတော့လူနေထိုင်ခြင်းတော့မရှိဘူးလို့သိရပါတယ်။ပြင်ဦးလွင်ရင်ငယ်ရက်ွက်ကြီးဆက်တဲ့ဒေးလီယာလမ်းထဲကလူမနေတဲ့ခြံတွေကိုစစ်တပ်ကဘူဒိုဇာနဲ့လိုက်ဖြတ်နေတာလူ ူမနေတဲ့ခြံတွေကိုစစ်တပ်ကဘူဒိုဇာနဲ့လိုက်ဖြတ်နေတာခြံထဲမှာလူပုံအောင်နိုင်နေဆိုပြီးတော့ရှင်းလင်းတဲ့အနေနဲ့ဖြတ်နေတာလို့သိရတယ်သူတို့ဖြတ်စည်းသွားတဲ့ခြံတွေအကုန်လုံးကစစ်တပ်ကပိုင်တဲ့ခြံတွေကြီးပဲဗုံးမှုတွေစစ်တပ်ကကြောင်းအုပ်တွေပိုင်တဲ့ခြံတွေကျူးကျော်လည်းမဟုတ်ဘူးအကုန်လုံး grand permit ကျထားပြီးသားအဲ့ဒီအကွက်တွေကတရင်မှုတွေပဲဝယ်ထားကြတာအဲ့ဒီလူတွေကလည်းပြင်ဦးတဲ့နေပညာတက်ကတော့ကကြောင်းစရာတွေပဲလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ့်တိုက်ပွဲသတင်းကတော့ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာခွနဲ့နေမြေလိုင်းပွဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုကိုမက်စလာ၂ရက်နေ့ညပိုင်းမှာအပိတ်သိမ့်ပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းမြန်မာနယ်စပ်အနီးလိုင်းပွဲမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ပူလူတူစခန်းကို KNU ပူးပေါင်းတပ်ဖွဲ့ကဖေဖော်ဝါရီလ28ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲ၄ရက်မြောက်နေ့မှာသိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်စခန်းကိုသိမ့်ပိုက်လိုက်ပြီးတဲ့နောက် မက်စလာနှစ်ရက်နေည9နာရီကမှမိရှုဖြက်စီးလိုက်နိုင်တယ်လို့ကရင်သတင်းအမြင့်တဦးကပြောပါတယ်အခြေအနေကထောက်ကြည့်လိုက်တော့တေချာတော့တေချာနေပြီတဲ့အခုတော့ရှင်းနေတော့မယ်ရန်သူတချို့တော့တေတယ်တချို့ကလည်းထွက်ပြေးတာတွေရှိတယ်ထွက်ပြေးတဲ့သူတွေကိုတော့လိုက်လံပြီးတော့ရှင်းလင်းနေပါတယ်လို့ KNU သတင်းအမြင့်ကမက်စလာနှစ်ရက်နေညပိုင်းကသတင်းပေးဖို့ပြောကြားထားပါတယ်လက်နက်ရရှိမှုစစ်ကောင်စီတပ်တေဆုံးထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးပဲရှင်းလင်းရေးတွေဆောင်ရွက်နေဆဲဖြစ်တယ်လို့ပြောပြထားပါတယ်တိုက်ပွဲစတင်ချိန်ကတည်းကစစ်ကောင်စီကလေကြောင်းပစ်ကူပေးပြီးတိုက်ခိုက်ခဲ့တဲ့ အတွက်ဒေသခံပြည်သူအယောက်900ကျော်ဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အခု KNU ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့စစ်ကောင်စီတပ်စခန်းနေရာမီးလောင်နေတဲ့တပ်ပုံမှတ်တမ်းကိုလည်းလူမှုကွန်ရက်ပေါ်မှာနှစ်ရက်နေ့ညပိုင်းကဖော်ပြထားတာကိုတွေ့ရပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း KNU တပ်မဟာခွနဲ့နယ်မြေမှာတိုက်ပွဲဖြစ်ပွားမှုနှေးပါခဲ့ပြီးတော့2024ခုနှစ်နှစ်ကုန်ပိုင်းမှာ တိုက်ပွဲများပြန်လည်ဖြစ်ပွားက KNU ဗဟိုဌာနချုပ်ဟောင်းမာနယ်ဘလော့ဌာနချုပ်နေမြေအပါဝင်စစ်ကောင်စီရဲ့တပ်စခန်းများကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ရရှိထားတယ်လို့သိရပါတယ်။နေဆက်အနီးမြန်မာဘက်ချမ်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့လေကြောင်းဘုံကျဲတက်ခတ်မှုများကြောင့်ထိုင်းစစ်တပ်ဟာနေဆက်တလျှောက်မှာလုံခြုံရေးတွေတိုးမြှင့်ချထားပြီးတော့အသည့်အနေထားနဲ့အခြေအနေအနီးကစောင့်ကြည့်နေတာကိုထိုင်းနိုင်ငံရဲ့စစ်တပ်ဘက်ကလူမှုကွန်ရက်ပေါ်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းညာနဘူးအိုင်လမ်းပိုင်းမှာ တုံးရဆက်တိုက်တိုက်ပွဲပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားပြီးကြေးပါများကိုလေရင်နဲ့ဘုံကျဲပြီးတော့မိရှုပ်ဖြတ်စည်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ28ရက်နေ့မှာမြင်းကြံမျိုးကနေအကြမ်းဖက်စစ်တပ်နဲ့တီတာယုမုံဦးဆောင်တဲ့ပြူစော်တီများကမြင်းကြံနဘူးအိုင်လမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အချိန်တော်လိုက်တပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မက်စလာတရက်နေ့မှာအဲ့ဒီစစ်ကြောင်းနဲ့တော်လိုက်တပ်ဖွဲ့များတနေကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ ်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများပြားခြင်းကြောင့်လေရင်နဲ့၅ချိန်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချမ်းမစစ်တပ်ရဲ့လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာမြင်းညာမျိုးနဲ့ကြောင်းဖြူကန်ရွာဖုန်ကြီးကြောင်းဝင်းအတွင်းကြောက်ရောက်ပေါက်ကွဲခဲ့ပြီးတော့ကြောင်းဆောင်တစ်ဆောင်ထိခိုက်ပျက်စီးကပြည်သူများထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ဒါအပြင်မက်ရှလာ၂ရက်နေမှာလည်းအချမ်းမစစ်တပ်စစ်ကြောင်းကကြောက်ပြုတ်ရွာကိုမိရှုဖျက်ဆီးခဲ့ပြီးတော့နေအိမ်အများအပြားမိလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။အချမ်းမစစ်ကောင်စီတပ်သားများဟာ မိလာမြိုင်းနဲ့ပြည်သူများကိုလည်းလိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်။မြင်းကြံနဘူးအိုင်လမ်းမိုင်းကိုလဲတက်ကပြူစောတိတွေမြင်းကြံမျိုးပေါ်ကစစ်ခွေးတွေနဲ့တေရာယူမအဖွဲတွေကစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်ပွားနေပါရယ်။တိုက်ပွဲက28ရက်နေ့ကလေးကစဖြစ်တယ်မက်စလာတရက်နေ့မှာတိုက်ပွဲကတနေကုန်နီးပါးကိုပြင်းထန်ခဲ့တယ်လေကြောင်းကနေဘုံကျက်တက်ခဲ့တာလဲ၅ချိန်ထက်မနည်းပဲပြည်သူတွေထိခိုက်တာတော့မရှိဘူးတိုက်ပွဲအတွင်းမှာတော့စစ်ခွေးတွေဘက်က အယောက်20ထက်မနည်းတေဆုံးတယ်လို့သိရတယ်တန်ချက်ကာကာတစည်းလဲပျက်စီးသွားတယ်တေဆုံးသွားတဲ့စစ်ခွေးတွေကိုအိမ်စည်းကားတွေနဲ့မြင်းကြံဘက်ကိုပြန်တယ်သွားကြတယ်တိုက်ပွဲကဒီနေ့မှလည်းဆက်ဖြစ်နေတယ်စစ်ခွေးတွေကကြောက်ပြုတ်ရွာကိုမိရှို့တာပျက်စီးမှုတွေများတယ်လို့သိရတယ် မိလာညိမ့်တဲ့ပြည်သူတွေလည်းပြစ်ခတ်ခံရတာတွေရှိတယ်။ဖိကိုက်တေဆုံးမှုအရေးအတွက်ကတော့မသိရသေးဘူး။မြေပြင်အခြေအနေအသေးစိတ်ကိုတော့ကျွန်တော်တို့တွေဆက်လက်ပြီးတော့ထုတ်ပြန်သွားပါမယ်လို့မြင်းညာမျိုးနဲ့ပတ်ကဖကတာဝန်ရှိသူတို့ကပြောပြထားပါရတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်အထိလေတိရွာမှာတပ်ဆွဲထားပြီးတော့မြင်းညာနဘူးအိုင်လမ်းပိုင်းမှာဆက်လက်ပြီးတော့သွာလာနေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့မှာစစ်ကောင်စီအုပ်စုကပေါ်တာဆွဲစစ်သားတဲ့စူဆောင်းတာတွေကိုဇက်တိုက်လှုပ်ဆောင်နေပြီးတော့လက်ရှိမှာမြို့ကန်တွေကိုသာမကပဲနဲ့နေကနေလာရောက်ပြီးတော့အလုံးလောက်ကိုင်းနေတဲ့သူတွေစစ်ပေးရှောင်လာတဲ့သူတွေအိမ်ကားနေထိုင်သူတွေအဲစင်းနဲ့လာရောက်နေထိုင်သူတွေကိုပါစစ်မှုထမ်းစီရင်ကောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲစင်းနဲ့နေတဲ့သူတချို့ကတော့စစ်မှုထမ်းစီရင်ထဲမှာပါနေတဲ့အခုဆိုရင်ညောင်ခွဲဘက်မှာအဲစင်းနဲ့နေတဲ့သူတွေကိုပါစရင်နဲ့ပါပြီးတော့ခေါင်းနေတယ်ကြားတယ်လို့မန္တလေးမြို့ကန်အမျိုးသမီးတို့ကပြောပြလာပါတယ်။ ်နယ်မျိုးတွေကနေလာပြီးတော့မန္တလေးမြို့ပေါ်မှာရှိတဲ့ဆိုင်တွေကုမ္ပဏီတွေမှာအလုပ်လုပ်ရင်းနဲ့နေထိုင်တဲ့သူတွေကိုလည်းစစ်မှုထမ်းဆက်ရဲလိုက်ကောက်နေတယ်လို့မြို့ကအမျိုးသားတို့ကပြန်လည်ပြောပြထားပါဗျ။ညအိမ်ညနေဝန်ထမ်းတွေကိုလည်းစစ်မှုထမ်းဆက်ရဲနဲ့ကောက်နေပါတယ်။ ဘီယာဆိုင်ဘာညာကလူတွေအကုန်လုံးအစုံမဲပေါ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီအုပ်စုဟာမန္တလေးမြို့မှာအိမ်ငှားနေထိုင်တဲ့သူတွေနဲ့စစ်ဘေးရှောင်လာတဲ့ပြည်သူတွေကိုပါစစ်မှုထမ်းစည်ရင်ကောက်နေတယ်လို့မြေပြင်သတင်းအဖွဲ့တစ်ခုဖြစ်တဲ့ Voice of Mandalay VONDY ကပြောပြထားပါတယ်အဲစင်းတိုင်တာနဲ့စစ်မှုထမ်းကောက်တာပဲမတိုင်တော့လဲမတိုင်လို့ဆိုပြီးတော့ဖမ်းတာပဲဘာမှမထူးပါဘူးနာမည်ပဲကောက်သေးတယ်အခုထိတော့မဆွဲသေးဘူးဘယ်အချိန်ထားဆွဲမလဲတော့မသိဘူးလို့ပြောပြထားပါတယ်ဒါအပြင်မန္တလေးမြို့ပေါ်ရက်ွက်တစ်ခုမှာရက်ွက်အုပ်ချုပ်ရေးမှုက ရက်ွက်ခန်းလေးကို မထည့်ပဲအစ်စ်ပြောင်းလာတာမကြသေးတဲ့အိမ်ငါးနေထိုင်သူလူငယ်အမျိုးသားတအုပ်ကိုစစ်မှုထမ်းတဲ့ဆွဲထည့်လိုက်ပြီးတော့အဲ့ဒီလိုဖြစ်စင်နေလဲမန္တလေးမှာဖြစ်ပွားနေတယ်လို့ဆိုပါတယ် အောင်မြေသားဆံမြို့နယ်အနှိတ်တော်ရက်ကွက်မှာလေရက်ကွက်အုပ်ချုပ်ရေးမှုကငွေကြေးမပြည့်စုံတဲ့အခြေခံလူဒန်းစားတွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းတာတွေပြုလုပ်နေတယ်လို့မြို့ကန်တုံးကပြောပါရတယ်။အနှိတ်တော်အုပ်ချုပ်ရေးမှုဦးအေးကျော်ဟာပတ်စံမရှိတဲ့သူများကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းနေပြီးတော့သူ့လူဒလန်အိမ်များကအသက်ပြည့်ပြီးသားသူတွေကိုလည်းအုပ်ချုပ်ရေးမှုမိမဒေါ်ဝင်းကြည်ကိုယ်တိုင်တိုင်နဲ့တိုင်အိမ်ဆဲလိုက်လံပြီးတော့ရှောင်ခိုင်းနေပါတယ်။ အုတ်ချုပ်ရေးမှုဟာရဲပြုတ်ဖြစ်ပြီးတော့သူ့သားသမီးမိန်းမများကအုတ်ချုပ်ရေးမှာပါဝင်လှုပ်ဆောင်နေပြီးတော့ရက်ွက်အတွင်းကပြည်သူတွေကိုလည်းအနိုင်ကျင့်နေပါတယ်လို့ပြောပြထားပါတယ်2024ခုနှစ်ဒီဇင်ဘာလနဲ့2025ခုနှစ်ဇန်နဝါရီလနှစ်လအတွင်းမှာမန္တလေးမြို့ ခွန်နမြို့နယ်မှာစစ်ကောင်စီအုပ်စုကလူဦးရေ628ဦးထက်မနည်းကိုပေါ်တာဆွဲဖမ်းဆီးစစ်သားတွေစုဆောင်ခဲ့တယ်လို့စစ်ကောင်စီအုပ်စုရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကိုစရင်ပြုစုနေတယ်မန္တလေးသပိတ်အင်အားစုကထုတ်ပြန်ထားပါတယ်စစ်ကောင်စီအုပ်စုဟာမန္တလေးမြို့အနှံ့လမ်းသွားလမ်းလာပြည်သူတွေကိုပေါ်တာဆွဲတာရက်ွက်တွေထဲမှာအဲဆင်းလိုက်စစ်ရင်းနဲ့ပေါ်တာဆွဲတာ လဖေးဆိုင်နဲ့စားတောက်ဆိုင်တွေကိုဆင်းနေမိတော့ပေါ်တာဆွဲတာစတဲ့နီးမျိုးစုံနဲ့ပေါ်တာဆွဲတာတွေကိုပြုတ်လုံနေပြီးတော့အထူးသတိထားသွားလာကြဖို့ကိုမန္တလေးတပိတ်အင်အားစုနဲ့မန္တလေးမြေပြင်သတင်းအဖွဲ့တွေကသတိပေးတိုက်တွန်းထားတယ်လို့သိရပါတယ်။2024ခုနှစ်မတ်လကစတင်ပြီးတော့နိုင်ငံတော်မှာရှိတဲ့လူငယ်လူရွယ်တွေကိုစစ်အုပ်စုကစစ်သားတွေစူဆောင်းနေတာဖြစ်ပြီးစူဆောင်းရရှိလာတဲ့လူငယ်တွေကိုစစ်တနန်းပေးတာလက်နက်ထုတ်ပေးတာတိုက်ပွဲဖြစ်နေတဲ့ဒေသတွေစီကိုအသေးခံတပ်သားအဖြစ်နဲ့စေလွတ်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့အခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံတပ်မ101ကစစ်သားတအုပ်ဟာလက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ101ကပခုတ်ကူမြို့အခြေဆိုင်တပ်မ101မှာတာဝန်ကျနေတဲ့အကြမ်းဖက်စစ်သားမျိုးမင်းအောင်ဟာ၎င်းကင်ဆောင်တဲ့ MA1 အမျိုးအစားတပ်နဲ့တလက် MAG 60တောင်းကြီပေါက်3ခုလုံးနဲ့အတူထွက်ပြေးလာပြီးတော့မြိုင်ပကဖတိုက်ရင်တက်တက်ခွဲနဲ့ဂလုံးပြည်သူကာကွယ်တပ်ဖွဲ့ထာမဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်ခဲ့သူမျိုးမင်းအောင်ဟာ2024ခုနှစ်ဒီဇင်ဘာလကသခိုင်းမျိုးနဲ့သခိုင်းတရားမှာကားနဲ့မောင်းလာတဲ့အချိန်သခိုင်းမျိုးအခြေဆိုင်တပ်မ33ကစစ်သားများကပေါ်တာဆွဲဖမ်းဆီးကပခုတ်ကူမျိုးအခြေဆိုင်တပ်မ101ကိုပို့ဆောင်ခြင်းခံရသူဖြစ်တယ်လို့သိရပါတယ်။ပခုတ်ကူခရိုင်အတွင်းမှာရှိတဲ့စစ်သားပြူစောထီရဲနဲ့ပြည်သူစစ်များအနေနဲ့မြိုင်ပကပထမ်းမှာအလင်းဝင်ရောက်လိုပါကနေ ိဆိုင်ရာမြိုင်ပကပတပ်ဖွဲ့များထံမှချိတ်ဆက်နိုင်ပြီးတော့အလင်းဝင်ရောက်လာသူမြို့သူကိုမဆိုးအများတန်းတိုးစိုးလျက်ရှိတယ်လို့အသိပေးထားပါဗျ။အလားတူပဲကရင်နေပြည်နယ်၊လွိုက်ကော်မြို့နယ်၊ဘောလက်ခဲအခြေဆိုင် ခမရ၄နှစ်ကိုတက်ရင်ကတတတဲ့တူဟာလဲလက်နဲ့ခံရများကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ကြောင်း Royal Local PDF ကဗဟိုပြန်ကြားရေးတာဝန်ခံလင်းလင်းကပြောကြားထားပါတယ်မက်လာတရက်နေမှာ Royal မြို့နယ်ဒေသပြည်သူကာကွယ်တပ်ဖွဲ့ထံကို Royal မြို့နယ်ဘောလခဲအခြေဆိုင်ခမရ၄နှစ်ကိုတက်ရင်ကစစ်မှုထမ်းတတတဲ့တူဟာ MA1 တနက်တလန်ခဲရန်ကြီးပေါင်းတဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတက်သားဟာအကြမ်းမဲ့စစ်တပ်ရဲ့စစ်မှုထမ်းအပတ်စဉ်၄တင်းနှန်းစင်းဖြစ်ပြီးတော့အကြမ်းမဲ့စစ်တပ်ရဲ့အတင်းအကျပ်မှာလူသစ်စုဆောင်းခံရသူဖြစ်တယ်လို့သိရပါတယ် ်လွိုက်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့အနေနဲ့လည်းအလင်းဝင်ရောက်ခိုးလုံလာတဲ့တပ်သားများကိုလုံခြုံတဲ့နေရာမှာထားရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ကတော့ဂုံပြုစုတော့မချိမြက်ပါဘူး။မချိမြက်ပေးနိုင်ပါဘူး။ကျွန်တော်တို့ဇီကိုခိုးလုံလာတဲ့ CDM တွေကိုတော့ကျွန်တော်တို့တွေလုံခြုံမှုအပြည့်ပေးပါတယ်။သူတို့ရဲ့ရွေးချယ်မှုတွေကိုလည်းကျွန်တော်တို့စီမံပေးပါတယ်ပြီးတော့ねသူတို့ကိုပြည်သူရင်ခွင်နဲ့ကျွန်တော်တို့နှွေးထွေးစွာချိတ်ဆက်ပေးပါတယ်လောလောဆယ်အခြေအနေရကတော့ကျွန်တော်တို့က သူတို့ရဲ့မြို့နယ်တွေကိုမပြောနိုင်သေးဘူးအတင်းအဓမ္မခေါ်ဆောင်ခံရတယ်လို့တော့ကျွန်တော်တို့သိထားတယ်အပတ်စဉ်၄ဆိုတော့ဟိုပုံးစစ်တပ်နဲ့ကြောင်းရလို့ပြောတယ်ဟိုပုံးကလို့သိရပါတယ်လို့ Rival Local PDF ကဗဟိုပြန်ကြားရေးတာဝန်ခံလင်းလင်းကပြောပြထားပါတယ် အဲ့ဒီအလင်းဝင်လာတဲ့တပ်သားကိုလည်းနှွေးထွေးစွာကြိုဆိုကြောင်းနဲ့တပ်သားများရဲ့ဆန္ဒအလျောက်လွတ်လပ်စွာရွေးချယ်ခွင့်များကိုလည်းအလေးပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်များထံကိုဝင်ရောက်ခိုးလုံပူးပေါင်းလာကြမယ်။ပြည်သူ့စစ်မှုထမ်းများအရာရှိစစ်သည်ရဲဘော်အောက်ခြေရဲဘော်များနန်စီဒီယန်ဝန်ထမ်းများကိုနှွေးထွေးစွာကြိုဆိုလျက်ရှိပြီးတော့လုံခြုံစိတ်ချမှုနဲ့၎င်းတို့ရဲ့စိတ်ဆန္ဒကိုအလေးထားပြီးကာကွယ်ဆောင်ရှောက်ပေးသွားမှာဖြစ်ပါတယ်လို့ Rival Local PDF ကအတိအပင်းနှိုးဆော်ထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်ကောင်စီကိုလူမှုကေရပေါ်မှာဝေဖန်ရေးသားတယ်ဆိုပြီးတော့၄နှစ်ကြာကြာကာလအတွင်းမှာ ပြည်သူပေါင်း1884ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ရဲ့ဖမ်းဆီးမှုများတဲ့မှာ2022ခုနှစ်နဲ့2023ခုနှစ်များမှာဖမ်းဆီးခံရတဲ့ online အသုံးပြုသူလူဦးရေပြန်မြ900ကျော်ခန့်ရှိတယ်လို့သိရပါဗျ။2024ခုနှစ်မှာဖမ်းဆီးခံရသူများဟာထောက်ဝက်ရော့ကျခဲ့က2024ခုနှစ်အတွင်းမြို့နယ်ပေါင်း136မြို့နယ်က online အသုံးပြုသူ385ဦးဖမ်းဆီးခံခဲ့ရပြီးတော့အများစုဟာရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းတို့ကဖြစ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ 2025ခုနှစ်ဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတို့မှာမြို့နယ်ပေါင်း14မြို့နယ်ကအွန်လိုင်းအသုံးပြုသူအယောက်20ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ် Data for မြန်မာရဲ့စူးစိထားမှုအရာပြမ်းပြအားဖြင့်အွန်လိုင်းအသုံးပြုသူ90ဦးခန့်ဟာလက်ဆင့်ဖမ်းဆီးခံရခြင်းဖြစ်က2022ခုနှစ်မှာ ဖမ်းဆီးခံရသူ184ဦး2023ခုနှစ်မှာ615ဦး2024ခုနှစ်မှာဖမ်းဆီးခံရသူ385ဦးနဲ့2025ခုနှစ်ဖေဖော်ဝါရီလကုန်အထိအယောက်20ရှိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးခံရသူအများစုဟာ Facebook ပေါ်မှာရေးသားမျှဝေမှုများကြောင့်ဖမ်းဆီးခံရခြင်းဖြစ်ပြီးတော့ TikTok, Telegram နဲ့ Viber များပေါ်မှာလည်းရေးသားများဝေခဲ့တဲ့အတွက်ဖန်းစီခံရမှုအချို့ရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဖန်းစီခံရသူအများစုဟာရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းက online အသုံးပြုသူများဖြစ်ပြီးတော့စုစုပေါင်း915ဦးရှိကအများစုဟာ Facebook ပေါ်မှာပြောဆိုရေးသားမှုကြောင့်ဖန်းစီခံရခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း internet ဖြတ်တောက်ခြင်း internet website စာမျက်နှာများကိုပိတ်ပင်ခြင်းများအပြင် Facebook လိုမျိုးလူသုံးများတဲ့လူမှုကွန်ရက် platform များကိုအသုံးမပြုနိုင်အောင်ပိတ်ပင်ခြင်းများကိုလည်းလုံဆောင်ခဲ့တယ်လို့သိရပါဗျ။2022ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာလူမှုကွန်ရက်ကနေလှုံ့ဆော်ခြင်း၊ဝါဒဖြန့်ခြင်း၊ချင်းချောက်ချင်းများပြုလုပ်ပါကအကြမ်းဖက်စစ်တပ်ရဲ့တိုက်ဖြတ်ရေးဥပဒေပုံမှန်52ကကြီ၊ရာဇဝတ်ကြီးပုံမှန်124ကကြီနဲ့ပုံမှန်905ကကြီ၊ electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်33ကကြီတီဇဲဥပဒေများနဲ့အေးအေးယူခံရမယ်လို့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။ PDF ဂိမ်းများကိုမစော့ကြရန်အမုန်းစကားများကိုမပြောကြရန်စစ်ကောင်စီလက်အောက်ခံတရင်စာများမှဖော်ပြခဲ့က2022ခုနှစ်ဖေဖော်ဝါရီလကစပြီးတော့ဖမ်းဆီးအရေးယူခြင်းများစတင်လှုံ့ဆော်ခဲ့တယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အစောပိုင်းမှာ Facebook လိုမျိုးလူသုံးများတဲ့လူမှုကွန်ရက်မီဒီယာများမှာပြောဆိုရေးသားမှုများကိုအဓိကထားအရေးယူခဲ့ပြီးတော့2023နဲ့2024ခုနှစ်များမှာတော့ TikTok ပေါ်ကအကြောင်းအရာများကိုပါစောင့်ကြည့်အရေးယူခြင်းများပုံမှန်လှုပ်ဆောင်လာတယ်လို့သိရပါဗျ။ဖန်ဆီးအရေးယူခံရတဲ့သူတွေထဲမှာနာမည်ကြီးအမှုပညာရှင်များတရုတ်ဆောင်များနဲ့သတင်းတော်များများလည်းပါဝင်ခဲ့ကအဲ့ဒီဖန်ဆီးအရေးယူမှုများကိုနိုင်စင်သတင်းစာများနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံသတင်းမီဒီယာများကပါဖော်ပြခြင်းများလှုပ်ဆောင်ခဲ့တယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်မှာဖော် ပြထားကြောင်းတရင်ရရှိပါ रे ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါ रे ခမောင်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်